ဟလိုမင်္ဂလာပါဒီနေ့ကတော့ lesson 1ဖြစ်ပါတယ်ဒီ lesson ဒီ lesson 1ကတော့ဗာလဲဆိုတော့ project setting လေးကိုကာလနမိုက် plus project setting မှာရှိတဲ့ color maximum ကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီပြပြချင်းဖြစ်မှာပေါ့နော် okay ကျွန်တော်တို့ဒီအခုကျွန်တော်တပန်ကြီးတွေဖွင့်ပြီးတော့ကျွန်တော်အောက်ဆုံးက project ဒီမြားလေးပေါ့နော်ဒီ project setting လေးကို when my project ပေါ့နော် project setting တာ my project ဒီထဲမှာက color maximum color maximum ကိုနှိုက်လိုက်ဒီ color maximum ထဲမှာရှိတဲ့ ဒီကာလာဆန်ရန်ဒါတိုင်းလိုင်းကာလာစပိတ်အော်အော်ပေါ်ကာလာစပိတ်ဒီ၃မျိုးကိုကျွန်တော်တို့ပြအောင်ဖြစ်ပါတယ်ဒီဒီမှာဒီမှာ choice ရေးချယ်ရှား၄မျိုးရှိပါတယ်ကျွန်တော်တို့အာ DaVinci YRGB ကိုကျွန်တော်တို့ရွေးမှာဖြစ်ပါတယ်ဒီ color management ကကျွန်တော်တို့ရကိုတုံးတဲ့ device ပေါ်မူတည်ပြီးတော့ကျွန်တော်ပြောင်းရမှာပါနော်ကိုတုံးတာက window လား mask လားပေါ်မူတည်ပြီးတော့ကျွန်တော်ပြောင်းအောင်ဖြစ်ပါတယ် okay ဒီ timeline color space မှာဆိုရင် သူကျွန်တော်ဒါကျွန်တော်ရွေးထားတာဖြစ်ပါတယ်သူရဲ့ the fork ကတမျိုးပေါ့နော်အဲ့ဒါကျွန်တော်ရွေးထားပါဖြစ်ပါတယ်ဒီဟာကလေးကိုကျွန်တော်တို့ color management အာ dependency wg intermediate ကိုရွေးလိုက်ရွေးလိုက်ပါပြီးတော့ဒီ output color spec မှာဆိုရင်ကိုကကိုကပါတုံးလဲပေါ့နော် mask လာအာဒီ window လာ win mask dot ဆိုရင် red 709a ကလုံးဝအကောင်ဆုံးပေါ့နော်ဒီဒီ setting လေးကိုကျွန်တော်ကျွန်တော် youtube youtube channel မှာကျွန်တော်တင်ထားတာရှိပါတယ်အပေါ်မှာ link မှာ ချတာတာရှိပါတယ်သူရဲ့ခိုင်နှိုင်းချက်တွေပေါ့နော်โอเคဒီဒါ mass အတော့ဆိုရင်ဒါလေးကို reservoir online ကိုရွေးပါ ပြီးတော့ window တော့ဆိုရင်ပါကိုရွေးရမှာဆိုတော့ဒီ window တော့ဆိုရင် window တော့ဆိုရင် reservoir online ကမှ2.2 2.4အာဒါပါဘာလို့ကမှဒီအခြား brother တို့ YouTube မှာတွေ့ရပါမြန်ဒီလိုဒီရေလောက်ထားရှိတာပေါ့နော်2.4ဘာလို့မတောင်းတာ2.4 contact ဒီ online online မှာတင်နေ2.2ကပို့ပြီးတော့ recommend လေးပေးကြတာများမှာတော့သူ2.2ကအာ window talk ကပို့ပြီးတော့ color ပို့မှန်တယ်လို့ပြောကြတာပေါ့နော်အခြားအခြားအခြား monitor တော့တော်တော်ကဒီ2.2ကကလာပုံမှန်အောင်ပြောကြတယ်ကျွန်တော်က window window လို့ကျွန်တော်မတုံးဘူးတော့ကျွန်တော်တော့အာပြောပြရတယ်နည်းနည်းတော့ခတ်တာပေါ့နော်အဲ့ဒါ okay အာအဲ့ဒါနည်းနည်းတော့ဒီကျွတ်ကျွတ်မှပြန်ပြီးတော့လေ့လာလို့ရတာပေါ့နော်ဒီကျွန်တော်ဒီ lesson 1ကကျွန်တော် မပိုတောင်းတော့ကျွန်တော် reservoir online ကိုရေးပါဖြစ်ပါတယ်ပြီးတော့ဒီ out out down လေး out down မှာကျွန်တော်တို့ save လိုက်ပါ save ပြီးရင်ကျွန်တော်တို့ဘယ်နာမှာတွားအောင်မှာဆိုတော့ဒီ above personal က file တွေကိုအပေါ် personal ကဒီဒီ pre presentation ကိုရွေးလိုက်ပါရွေးပြီးရင်ကျွန်တော်တို့ရဲ့ um ဒီ user မှာနှိုက်လိုက် user မှာဆိုရင်ကျွန်တော်တို့ပါမှာရှိတဲ့ဒီဘယ်မှာမှာဘယ်နာမှာရှိတဲ့ဆိုတော့ user မှာမဟုတ် sorry ပါကျွန်တော်မဟုတ်ဒီ general မှာရွေးလိုက်ပါ ကျွန်တော်လည်းမှရှိရင်ဒီဟာလေးကိုအမှန်ချစ်ချစ်ထားဖို့မမေ့တော့ဘောနော် use smart display color profile from view အဲ့ဒါကို color ချစ်ဖို့မမေ့ပါနဲ့ mask တုံးပြုတ်လက်လို့တော့ပေါ့နော် color ချစ်ဖို့မမေ့ပါနဲ့ဂျန်တဲ့ဟာကကိုချက်ချက်လို့လှုပ်လို့ရပါတယ် okay so ပြီးတော့ save လိုက်ပါပြီးတော့ okay လောက်လိုက်ပါပြီးတော့ save လိုက်ပါ okay ဒီလောက်ပါပဲ lesson 1နောက်နေ့ကျမှ lesson 2ပြန်နေမှာဖြစ်ပါတယ်အားလုံးပဲကံကောင်းချစ်မြတ်စွာနဲ့ပါနေကြပါစေ peace bye bye